ဲကဲမင်္ဂလာပါဝေါ်ခုံနိုင်မှာအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါရယ်ညီအကိုတို့အားလုံးစောင့်မြော်နေတဲ့ပွဲစဉ်တွေကတော့လာပါပြီဒီနေ့တော့လုံးဝဒူရှာတဲ့တတင်းတွေပါပဲအီလီယာထော့ဖိုရီရဲ့ပွဲစဉ်အကြောင်းပါမယ်ပြီးတော့မှဒရက်ဂတ်ဒူပလစင်နဲ့ကမ်ပလက်ချမာယာရဲ့ပွဲအကြောင်းပေါ့နော်ဒီအကြောင်းအရာတွေကိုပြောပြပေးတော့မှာဖြစ်ပါတယ်အဲ့ဆိုရင်ပထမအဦးဆုံးကျွန်တော်တို့ပြောမယ့်အကြောင်းအရာကအီလီယာထော့ဖိုရီရဲ့အကြောင်းပါ အလီယာထော့ဖူရီကအခုအပွဲရသွားပါပြီသူရဲ့ပြိုင်ဘက်က Charles Oliveira ဒီပွဲကိုလာမယ့်ဂျွန်လ29ရက်နေ့မှာကျင်းပဖို့ရှိတဲ့ဒါတော့တရားဝင်နော် UFC ဘက်ကတရားဝင်ထုတ်ပြန်ပြီးတာပါအဲ့တော့ကျွန်တော်တို့ပြောချင်တဲ့အကြောင်းအရာကဘာလဲဆိုရင် Charles Oliveira ကဒီပွဲကို lightweight တန်းချန်ပီယံကပတ်လူမှာပါအဲ့တော့လက်ရှိတန်း lightweight ချန်ပီယံပေါ့နော် lightweight တန်းရဲ့ချန်ပီယံက အစ္စလာမ်ကချက်ကျွန်တော်တို့အလုံးတည်ထားတဲ့အစ္စလာမ်ကချက်အစ္စလာမ်ကချက်ကသူ့ရဲ့ကပတ်ကိုဆွန့်လွတ်ခဲ့သူကတော့တခြားဝိတ်တန်းမှာတက်ထိုးဖို့ကျွန်တော်တို့တည်ရှိရပါတယ်အဲ့တော့ဒါတော့လုံးဝအထူးဆန်းတဲ့အရာပေါ့ပရိတ်သတ်တွေအားလုံးကလည်းပြောနေကြတယ်ဒီကောင်ကအေလီယာထော့ပိုတွေကိုကြောက်လို့ထွက်ပြေးနေတာပေါ့နော်အဲ့လိုမျိုးပုံစံပြောနေကြတာဖြစ်ပါတယ် predator တွေပိုင်းမကပါဘူးကျွန်တော်တို့ဒီ alien ထုတ်ဖို့တွေဘက်ကလည်းပြောထားပါတယ်ဒီကောင်တော့ပြေသွားပြန်ပြီသူလားပြေသွားပြန်ပြီဆိုပြီးတော့သူ့ဘက်ကလည်းဖွင့်ပြောထားတာဖြစ်ပါတယ်ဟုတ်ပြီ alien ထုတ်ဖို့တွေအရင်ကပြောခဲ့တဲ့စကားကျွန်တော်ပြန်ကြည့်ရမယ်သူက featherweight dan champion ကပတ်ကိုဆွန့်လွတ်ခဲ့တယ်သူ weight ချလို့အဆင်မပြေတော့ဘူးဆိုပြီးတော့ပြောခဲ့တယ်ပြီးတော့ lightweight dan ကိုတက်ဆိုင်ခေါ်မယ်ဆိုပြီးတော့ပြောခဲ့ပါတယ်အဓိကသူရဲ့ပြင်မှတ်က အစ္စလာမ်ကရှက်ကို အမောက်သိဖို့ပါ အနိုင်ယူဖို့ပါဒါတော့အားလုံးလည်းလက်ခံကြမယ်ထင်ပါတယ်ဟုတ်ပြီအခု UFC ဘက်ကမပြောင်းလို့လဲဆိုချင်းအစ္စလာမ်ကရှက်ရဲ့အနေထားကိုလည်းတို့လှမ်းမဲကြည့်တယ်အစ္စလာမ်ကရှက်ဘက်ကတော့ထောက်ဖို့ရင်းလုံးဝမတွေ့ချင်ပါဘူးခင်ဗျာဒီအဖွဲ့ရဲ့အကြောင်းအရာကိုလည်းကျွန်တော်တို့စဉ်းစားလို့တော့မရဘူးနော် သူတို့ချန်ပီယံမဖြစ်ခင်တော့ကတော့ లై စင်ခေါ်တော့ပေါ့ဗျာတမလားသူတို့ချန်ပီယံလည်းဖြစ်ပြီးရောသူတို့ကိုစိန်ခေါ်လာတဲ့လူတွေကမတူတလို့မတန်တလို့အဲ့လိုမျိုးတော့လုပ်တဲ့အချင်းရှိရယ်အစ္စလာမ်ကရှက်ဖ်ရောခါဘီရောပေါ့နော်ဒီအဖွဲ့တည်းရဲ့ပုံစံကအဲ့ဒီတစ်ချက်တော့ကျွန်တော်မကြိုက်ဘူးသူတို့တော်တာတော့မှန်ပါတယ်ဒါပေမဲ့အဲ့ဒီတစ်ချက်ကတော့နည်းနည်းတော့ဆိုးတယ်ဗျဘာလို့ဆိုရင်ဘယ်သူမှဆိုစိန်ခေါ်လို့ရတယ်တမလားချန်ပီယံကပတ်လိုချင်ပါပဲဘယ်သူမှဆိုဖြစ်ချင်ပါပဲ ဒါပေမဲ့သူတို့ချန်ပီယံဖြစ်သွားတဲ့အချိန်ကျရင်သူတို့ကိုစိန်ခေါ်လာတဲ့ fighter တွေကိုမတူတလို့မတန်တလို့သူမထိုးပေးခြင်းမတမလားအဲ့လိုမျိုးပေါ့နော်ဒီ MMA လောကမှာကြတော့လေစိန်ခေါ်တဲ့အချိန်ရင်လဲဟိုပြောဒီပြောတော့တိုက်ခိုက်မှုတွေတော့ရှိတာပေါ့ဗျာဒါပေမဲ့အတိတ်ကတော့အားကစားလို့ပဲကျွန်တော်တို့ကြည့်ရမှာဖြစ်ပါတယ်ဒါမဲ့အခုခါပဲနဲ့ Islam ကချက်တို့သူတို့အဖွဲ့ကတော့လုံးဝလုံးဝကိုမကစားပေးချင်ပါဘူး။တပ်ဖို့တွေနဲ့လုံးဝကိုမကစားချင်ပါဘူး။ အဲ့ဒါကြောင့်အီလီယာထော့ဖိုရီယာလည်းသူ့ရဲ့ဖေဒါဝေးကပတ်ကိုဆုံးပြီးတော့လိုက်ဝိတ်တန်ကိုတက်လာတယ်။အဲ့တော့တူတော်မအဲ့လိုမျိုးလုံနိုင်တာပဲ။တူတော်မတတိရှိတာပဲဆိုတဲ့အထာပါနော်။အဲ့တော့အစ္စလာမ်ကချက်ကလည်းသူ့ရဲ့လိုက်ဝိတ်တန်ကပတ်ကိုထားခဲ့တယ်။အဲ့တော့သူကတေးချတယ်ဝိတ်တဝိတ်တန်မှာချန်ပီယံဆိုင်ကိုမှတေးချပါတယ်။ဘယ်တော့လဲတော့ကျွန်တော်မသိသေးဘူး။ UFC ဘက်ကကြေညာလာပါလိမ့်မယ်။ဟုတ်ပြီအဲ့တော့ဇလန်ကဒီမှာပြီးပြီလားဆိုရင်မပြီးသေးပါဘူး။ အီလီယန်ထော့ပိုရီကလေဒန်ပြောင်းလာပါပြီနော်လေဒန်ပြောင်းလာပြီသူကတော့ဒီအကြောင်းအရာကိုအရင်ကတည်းကသိပြီးသားနေမှာ USC ဘက်ကသူတို့ ਨੇ ဆွေးနွေးတဲ့အချိန်ကတည်းကဒီအကြောင်းအရာကိုသိပြီးသားအဲ့တော့သူကဘာပြန်ပြောလာလဲဆိုရင်အစ္စလာမ်ကချက်ကသူ့ကိုကြောက်လို့ထွက်ပြေးတာလုံးဝအသေးချတယ်တဲ့ပြီးတော့ Charles Oliveira ကိုလည်းတောင်းပန်လိုက်သေးတယ်ကျွန်တော်ကြိုပြီးတော့တောင်းပန်ပြသေးတယ်ကျွန်တော်ရဲ့အိမ်မက်ကဖွေးတန်း၃ခုရဲ့ချန်ပီယံဖြစ်ဖူးချင်တာပါတဲ့ တယ်မလား Fairway တန်းမှာဖြစ်ပြီးအခု Charles Oliveira နဲ့ထိုးမဲ့ပွဲမှာလည်းသူက Lightweight တန်း Champion ဖြစ်မယ်ဆိုတာလုံးဝယုံကြည်နေတဲ့ပုံစံပါပဲပြီးတော့လာပြီ Islam ကချက်က Welterweight တန်းတက်သွားတယ်ဆိုတော့သူလည်း Welterweight တန်းကို Light ထိုးမဲ့တဘောရှိနေပါတယ်တဲ့ပဲတို့တော့ Weight တန်း3ခုလို့ပြောထားတယ် weight weight down ပြီးတော့နောက်ထပ် middle weight down ထိတော့တော့သွားတော့မှာမဟုတ်ဘူးသူ့ရဲ့ခန္ဓာကိုယ်သူ့ရဲ့ပုံစံအခြေအနေရပါတော့ ဒါပေမဲ့သူရဲ့ပထမဆုံးပြစ်မှတ်ကအစ္စလာမ်ဘာသာကိုအနိုင်ယူခြင်းနဲ့အစ္စလာမ်ဘာသာကိုဖြိုခြင်းနဲ့အဲ့ဒါသူရဲ့ပြစ်မှတ်ပါပဲ။မဟုတ်ဆိုရင်ကျွန်တော်လည်းတည်တဲ့အတိုင်းပဲခဏခဏပြောင်းလာတယ်သူရဲ့တဘောထားပေါ့နော်။ဖေဒါဝိတ်တန်နဲ့လိုက်ဝိတ်တန်ပြင်အခုအစ္စလာမ်ဘာသာပြောင်းသွားတော့သူလည်းဝေဒါဝိတ်တန်မှာလိုက်ထိုးမယ်ဆိုပြီးတော့လေတန်တွေပြောင်းလာပြီဖြစ်ပါတယ်။ပရိသတ်တွေကတော့ဒီပွဲကိုကြည့်ချင်နေတာကြားပဲ။အီလီယာထော်ဖိုရီနဲ့အစ္စလာမ်ကချက်ဆိုပြီးတော့ပြောဆိုနေတာလည်းကြားပဲဖြစ်ပါတယ်။ ဒါမဲ့ဘိုးရတော့အခုတိမဖြစ်လာသေးပါဘူးโอเคအဲဆိုရင်နော်ကျွန်တော်ထော်ပိုရီနဲ့ Charles Oliveira ရဲ့ပွဲကိုအရင်ကြည့်ရမှာဖြစ်ပါတယ်အဲ့ဒါတော့ချန်ပီယံကပတ်လူပွဲဖြစ်ပါတယ်အဲ့တော့လက်ရှိ Islam ကချက်ကတော့ချန်ပီယံမဟုတ်တော့ပါဘူးကပတ်အာမရှိတော့ပါဘူးနော်ဟုတ်ပြီနောက်ထပ်တစ်ခုကတော့ပါလဲဆိုရင် Duplessis Duplessis နဲ့ Khamzat Chimaev ရဲ့ပွဲပါ ဒီပွဲကလည်းအရင်ကတည်းက Dragon Duplexy ဘက်ကပြောထားတယ်ခင်ဗျားတို့ကျွန်တော်ကိုဝေဖန်နေတာမှားနေပြီအခုလာမယ့်ဂျွန်လိုင်လာမှာကျွန်တော်ပွဲထိုးဖို့မရှိပါဘူးတန်ရာလေးမရထားပါဘူးဆိုပြီးတော့အရင်ကတည်းကပြောထားတာဖြစ်ပါတယ်နော်အဲ့တော့သူပြောခဲ့တဲ့အတိုင်းပဲအခုပွဲက August 16ရက်နေ့မှာပွဲဖြစ်တာဖြစ်ပါတယ်နော်အဲ့တော့ဒီပွဲကလင်းပရိတ်သတ်တော်တော်များများကတော့ခမ်းဆက်ချင်မရပဲအနိုင်ရရှိမယ်ဆိုပြီးတော့ခံမနေကြဖြစ်ပါတယ် ဒီပွဲအကြောင်းအရာကိုတော့ကျွန်တော်အရင်နေ့မှလည်းပြောပြီးတော့ဖြစ်ပါတယ်ပုံမှန်အတိုင်းဒီ UFC ရဲ့ကစားသမားတွေရဲ့အနိုင်ယူတဲ့ပုံစံတွေပေါ့နော်ဒီခမ်းဆက်ကတော့ ground game ကိုကျွမ်းကျင်တယ်အဲ့တော့အများပိုင်းကတော့ခမ်းဆက်နိုင်မယ်ဆိုပြီးတော့ပဲခံမှန်းကြမှာဖြစ်ပါတယ်ပုံမှန်အဖြစ်တော့ဟုတ်ပါတယ်ဒါပေမဲ့ကျွန်တော်ကတော့ Dragon 2 Plus ရဲ့စွမ်းဆောင်ရဲ့တူရအားသာချက်တွေကိုကျွန်တော်တွေးရှိထားလို့ပါ ကျွန်တော်ဒီပွဲမှာလဲ Dragon Duplex ဘက်ကပဲရှိနေမှာပါ Middleweight တန်းမှာသူ Champion ကဘက်ကို ကောင်းကောင်းကာကွယ်သွားနိုင်မယ်လို့ကျွန်တော်တို့ထင်ပါတယ်အဲ့တော့ဒီပွဲအောက်ဂတ်16ရက်နေ့မှာကျွန်တော်တို့အသက်ချက်ဆောင်ကြည့်တော့ကြတာပါเนาะဟုတ်ပြီ UFC ကတော့အခုလိုပွဲကြီးပွဲကောင်းနေကျင်ညာနေပြီတပွဲပြီးတပွဲထွက်လာနေပြီ One Championship ဘက်ကရောပါရီရှိလဲဆိုညာဘာမှကိုမတွေ့ရသေးပါဘူးเนาะ ကျွန်တော်တို့စောင့်မျှော်နေတဲ့ရူရူနဲ့အနာတိုလီမာလခင်ရဲ့ပွဲတော်မှာအခုထိမကြင်ညာနိုင်သေးပါဘူးပြီးတော့အခြားပွဲကြီးပွဲကောင်းတွေလည်းလုံးဝကိုဖန်တီးနိုင်ခြင်းမရှိပါဘူးအာနိုင်ချက်များစွာရှိနေတာလုံးဝသိတာနေဖြစ်ပါတယ်အဲတော့ဝမ်ချန်ရှစ်ပကပါလုံနိုင်လေးဆိုရင်မွေထိုင်းပွဲစဉ်ပေါ့နော်မွေထိုင်းပွဲစဉ်တွေပဲတို့ကဖန်တီးပေးနိုင်တယ်အရင်ကြီးလည်းအပြစ်ပြောလို့လည်းမရပါဘူးဗျဘာလို့ဆိုရင်ကျွန်တော်တို့အာရှသားတွေရဲ့ ဒီတက်နိုင်မှုပေါ့နော်ပရိတ်သတ်တွေအတိကတော့ပရိတ်သတ်တွေရဲ့အင်အားတယ်မလားအခုကျင်းပနေတဲ့ပွဲတွေနေကြတော့ကြိုက်လေဗျာပြောမှဆိုရင်အဲလုံဖီနီစတေဒီယမ်မှာကျင်းပတဲ့ဒီအဲ1 Friday fight ပွဲစဉ်မျိုးပေါ့နော်အဲ့လိုမျိုးဆိုတော့ကျွန်တော်တို့ဘက်ကနေအဲကြည်နိုင်ကြတယ်လက်မှတ်တွေဝယ်နိုင်ကြတယ်မြန်မာပရိတ်သတ်အများပိုင်းကတော့ free တွားကြည့်နေလို့ကျွန်တော်တည်ရပါတယ်နော်အဲ့တော့ပြောမှဆိုရင်အဲ့လိုမျိုးဗျာပရိတ်သတ်တွေအင်အားကအဲ့လိုမရှိဘူးငွေကြေးတက်နိုင်မှုလည်းအဲ့လိုမရှိတဲ့အတွက် ဝမ်းချန်ချက်ကလည်းအခက်ခဲကြုံနေလို့ကျွန်တော်တို့ယူဆလို့ရပါတယ်။တမလားတကယ်လို့ဒီအအမေရိကန်လိုမျိုးခြားယူရိုနိုင်ငံတွေမှာ ပွဲသွားချင်းပနိုင်ရင်တော့ပရိတ်တ်အင်အားလည်းရှိရင်ပေါ့နော်အဓိကတော့ပရိတ်တ်လည်းလိုတော့အဲ့တော့ဝင်ငွေလည်းဖြောင်းမယ်။ကစားသမားတွေလည်းပွဲခဏခဏရမှာပေါ့နော် ပွဲတွေကျင်းပပေးနိုင်မှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့အာရှအရှိတောင်အာရှမှာပဲဆိုရင်တော့တည်တဲ့အတိုင်းပဲတည်တော့အခြေအနေတော့တိတ်မဟန်ဘူး လုံးဝသိတာနေပါတယ်เนาะအဲ့ဒါကြောင့်ဒီဥက္ကဋ္ဌကြီးကတော့ဂျပန်ဈေးကွက်ကိုစားဖောက်နေတာပေါ့เนาะမစိုးဘူးပြအဲ့ဒါလည်းမစိုးဘူးတကယ်လို့ဂျပန်ကိုလုံးဝ market share ရသွားမယ်ဆိုရင်တော့ဖြစ်နိုင်ခြင်းရှိပါတယ်တကယ်အပွဲကြီးပွဲကောင်းလေပုံမှန်ကျင်းပပေးနိုင်မယ်လို့ကျွန်တော်ယုံကြည်တယ်အဲ့လိုမဟုတ်ပဲကျွန်တော်တို့ဘန်ကောက်မှာပဲလုံနေတော့မွေထိုင်းနေပဲကျွန်တော်တို့ထိုက်တန်တယ်လို့ပြောလို့ရပါတော့เนาะကျွန်တော်တို့ predator တွေရဲ့ တတ်နိုင်မှုအပေါ်မှာလည်းအများကြီးမုန်တည်နေပါတယ်။လက်ရှိအချိန်မှာတခြားရုရှားဖိုက်တာတွေလည်းတိတ်ကစားတော့မတွေ့ရတော့ဘူး။ဒီနာပါတီတို့မန်ရှင်ခော့ဖ်တို့ပေါ့နော်သူတို့ကို6လပွဲထိုးခွင့်ပိတ်ထားပါတယ်။မဆိုရင်ဒီတားမြစ်ဆေးကိစ္စတွေ့ရှိလို့ဆိုပြီးပေါ့နော်။အဲ့ဒါတော့ဝမ်ချန်ပီယံရှစ်ကပြောတာပါ။ဒါမဲ့ဒီနာပါတီဘက်ကပြန်ပြောထားတာတော့ဒီအနာပျောက်စေပေါ့နော်သူတန်ရာရရှိထားတဲ့အတွက်ဒီတန်ရာပျောက်စေကတော့ တောက်သုံးနေတာပါတဲ့အဲ့ဒီဆေးမှာသူတို့တတ်မှတ်ထားတဲ့တားမြစ်ဆေးရခိုင်နှုန်းပေါ့နော်ပါဝင်နေတာသူမသိလို့ပါဆိုပြီးတော့ဒီမဲ့ပြောပြထားတာဖြစ်ပါတယ်အခုတော့သူလည်းထိုင်းနိုင်ငံမှာမရှိတော့ဘူးရုရှားနိုင်ငံကိုရောက်သွားပြီးရုရှားနိုင်ငံမှာရှိတဲ့အရင်တူကစားခဲ့တဲ့ RCC promotion မှာသူလည်းလိုက်ပါဝင်ရနေပြီဖြစ်ပါတယ်အဲ့တော့ပြန်လာဖို့တော့မှတိတ်မသေးချာတဲ့အခြေအနေမှာဖြစ်နေပါတယ်နော်โอเคအဲ့တော့ဒီနေ့အတွက်တည်င်း2ပေါ့နော် ပရိသတ်တွေအားလုံးဆောင်ရွက်နေတဲ့ပွဲတွေကိုကျွန်တော်တို့ကြည့်ရှုကြရမှာဖြစ်ပါတယ်။ Okay ကျေးဇူးပါဗျာ။နောက်ဗီဒီယိုမှာပြန်ဆုံမယ်။